အေးအဲ့ဒါကြောင့်မြတ်စွာဘုရားရဲ့စကားတခွန်းကအတ္တဟိအတ္တနောနာထောမိမိတည်တာနဲ့မိမိရဲ့ကိုယ်ဝေရာဆိုတော့တခြားလူကိုယ်ဝေရာမဟုတ်ဘူးအရခတ်သိမ်းမှာကိုယ့်ကိုအားကိုးရမယ်ကိုယ်အစွမ်းအစတွေကိုကိုယုံကြည်ပြီးတော့ကိုယ်တိုင်လောကန်ဆောင်ရွက်ရမယ်ဆိုတာကိုသဘောပေါက်နားလည်လားအဲ့တော့ကိုကိုကိုဝေရာဆိုတာ ကိုယ့်ရဲ့ဆန္ဒကိုယ့်ရဲ့လုံလဝီရိယကိုယ့်ရဲ့အသိဉာဏ်တံပိုးထားပြီးတော့ဆန္ဒဖြင့်မျောလင့်မယ်လုံလဝီရိယဖြင့်မရရအောင်ကြိုးစားမယ်အသိဉာဏ်ဖြင့်မှန်ကန်တဲ့ဤလန်းတွေကိုရှာဖို့အားထုတ်မယ်ဆိုတော့ဒါဟာလက်တွေ့အမြဲတမ်းကြားတဲ့ကျင့်စဉ်တစ်ခုကိုမြတ်စွာဘုရားဖော်ထုတ်ပြီး